ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာအခုဆိုရင် Fire Record ဒီ page ကနေပြီးတော့ပေါ့လေ2025ခုနှစ်အတွက် Power Rankings အကောင်းဆုံး Fighter တွေကိုစဉ်းစားနဲ့ထုတ်ပြန်လာခဲ့ပါတယ်ခင်ဗျာဒီထဲမှာကျွန်တော်တို့ရဲ့မြန်မာ Fighter လေး Twilin Tech ပါဝင်လာခဲ့ပါတယ် Twilin Tech က Ranking ရက်တိမှုမှာအဆင့်နဲ့နေရာမှာရှိနေတာကိုကျွန်တော်မြင်တွေ့ရတယ်ဗျအထက်မှာရက်တိနေတဲ့လူကတော့ကြောက်စရာိုင်းပေါ့လေအဲ့တော့ Twilin Tech ကဒီနှစ်မှာအတော့ကိုတိုးတက်လာတဲ့အတွက်ဒီလိုနေရာမျိုးမှာ ေရာပေးခံရတဲ့အဆင့်ကိုရောက်လာတာလို့ကျွန်တော်တို့ယူဆလို့ရပါတယ်ပြီးတော့ one championship ဟာသွေးလင်းထက်ကိုအခုဘယ်ပြိုင်ဘက်နဲ့ပွဲတည်ပေးမလဲဆိုတာကိုအတော့ကိုအလေးနဲ့ထားပြီးတော့စဉ်းစားနေတယ်လို့လည်းကျွန်တော်တို့ဒိုင်းနေကြားသိနေရတယ်ဗျဘာကြောင့်လဲဆိုတော့ရှေ့လာမဲ့ပွဲစဉ်ဟာအခုသတင်းတွေထွက်ပေါ်နေတဲ့အတိုင်းဆိုရင်သွေးလင်းထက်အနေနဲ့အနိုင်ထိုးနိုင်ခဲ့ရင် one championship ကပေးအပ်တဲ့ american dollar တသိန်းနဲ့စာချုပ်ကြီးကို ရာသွားနိုင်ခြေရှိနေတဲ့ပွဲလို့လည်းသတင်းတွေကြားသိနေရတယ်ပေါ့လေသူရင်းထက်ကလက်ရှိ2025ခုနှစ်ထဲမှာသူ့အနေနဲ့ဒါပွဲစဉ်၃ပွဲထိုးတယ်၃ပွဲလုံးကိုအနိုင်ရခဲ့တယ်ပေါ့လေပြီးတော့ one championship ဒါ CEO လည်းဖြစ်တဲ့ဥက္ကဋ္ဌကြီးလည်းဖြစ်တဲ့ Shatri ဟာအရန်ကိုပဲသွေးလင်းထက်ထိုးတာကိုသဘောကျနေလို့သိရတယ်ဗျ။ဘာကြောင့်လဲဆိုတော့ဒီပတ်တရောင်ပေါ့လေအဓိကကတော့အနိစ္စဆုံးထိုးသွားတဲ့ပွဲမှာ Cricket ကို ွေးလင်းထက်အနိုင်ယူသွားတဲ့ပတ်တရောင်ကွက်ဒါကိုအတော်လေးသဘောကျနေတယ်အဲ့တော့တွေးလင်းထက်ကိုရှေ့လာမဲ့ပွဲမှာတရုတ်ခတ်တဲ့ fighter တယောက်နဲ့တဲပေးဖို့ရှိနေတယ်လို့လဲသတင်းတွေထွက်ပေါ်လာတယ်ခင်ဗျလက်ရှိမှာတော့ကျွန်တော်တို့ဒါနီနီကက်ကက်ဆိုတော့ဟာဟုတ်ပါမလားလို့တော့ပြောကြမှာပေါ့လေတကယ်လည်းပဲဝမ်ဟာတွေးလင်းထက်ကိုရှေ့လာမဲ့ပွဲမှာဘယ်ပြိုင်မမျိုးနဲ့ပေးတွေ့ရင်ကောင်းမလဲပြီးတော့ပြိတ်သက်ကလည်းစိတ်ဝင်စားအောင်မြစ်တက်စေမဲ့ ိုင်ဘက်မျိုးဖြစ်ရင်ပိုကောင်းမယ်လို့တွေးနေပြီဆိုတာကျွန်တော်တို့သတင်းတွေကြားသိရတယ်ပေါ့လေ။ဘာပြောကျွန်တော်တို့ရဲ့မြန်မာဖိုင်တာတွေထဲမှာအမေရိကန်ဒေါ်လာတသိန်းနဲ့ဆာအုကြီးကိုရရှိထားတာကဆိုလုံးတယောက်ပဲရှိရလေ။ဒါအောင်လအဆန်းကတော့လုံးဝတော့ဒါကတော့သူကတကယ်အမြင့်ပိုင်းကလာတဲ့ဖိုင်တာ။သူ့ဟာစကြတဲ့ contract အမြင့်ကြီးနဲ့ခေါ်ခဲ့ရလေ1 championship ကဈေးကွက်ကို promotion လုပ်ဖို့အတွက်ကအဆအောင်လအဆန်းကအများကြီးပါဝင်ခဲ့တဲ့လူ။အဲ့တော့သူ့ကိုတော့ခဏလေးဖယ်တာပေါ့။ဦးလက်ရှိ ဒါ1မှာထိုးနေတဲ့ fighter တွေထဲမှာဆိုရင်ကိုဆိုလုံးတယောက်ရထားတဲ့ပေါ်လေအုပ်သွေးလင်းတဲ့အတွက်ဒါလမ်းစာပေါ်လာပြီအဲ့ဒီလမ်းစာပေါ်လာတဲ့အတွက်သွေးလင်းတဲ့ဟာရှေ့လာမဲ့ပွဲမှာဘယ် fighter ကိုဖြိုရမလဲပေါ်လေအဲ့ fighter ဟာဘယ်သူဖြစ်လာမလဲသွေးလင်းတဲ့ဟာလက်ရှိမှာတော့2025 power rankings မှာအဆင့်နှစ်မှာရပ်တည်လိုက်တာကြောင့်လဲ1ကသွေးလင်းထက်နဲ့တဲပေးမဲ့ပြန်ဘက်ကိုပို့ပြီးအလေးနဲ့သာစဉ်းစားနေကြလို့ကျွန်တော်တို့သတင်းတွေကြားသိရပါတယ်ခင်ဗျာသွေးလင်းတဲ့အနေနဲ့နိုင်ပွဲရယူပြီး အမေရိကန်ဒေါ်လာတစ်သိန်းနဲ့ဆာအူဒီနဲ့အများဆုံးနှိစက်နိုင်မှာဈေးလို့လဲဒီနေရာကနေဆူတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးအကျေးဇူးတင်ရှိပါရခင်ဗျာ